ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် BB ဆိုင်ရာအလုသမားအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာဂျမ်ဘတ်စစ်တပ်ကတရားလက်လွန်ဖမ်းဆီးတပ်ဖြတ်နေတာတွေကိုဟန်တားနိုင်မယ်လို့ယုံကြည်ကြောင်း CRPH ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် အပြည်ပြည်ဆိုင်ရာအလုံသမအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာအကြမ်းဖက်စစ်တပ်ကလူအခွင့်အရေးချိုးဖောက်နေတာတွေတရားလက်လွန်ဖမ်းဆီးတပ်ဖြတ်နေတာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုပြည်သူအိုးအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာနဲ့အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုတွေကိုဟန်တားနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်ကြောင်းပြည်တော်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကျံဖက်စစ်အုပ်စုအပေါ်ထိရောက်စွာအေးအေးယူနိုင်ရေးပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကစုံဖြတ်ချက်ချမှတ်ခဲ့မှုနဲ့ပတ်သက်လို့ဒီနေ့ဇွန်လ၈ရက်မှာထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။အကျံဖက်စစ်တပ်ရဲ့လူမဆန်တဲ့အကျံဖက်မှုတွေအ мян ဆုံးအဆုံးသက်ရေးနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုအ мян ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက်ဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းကဖြစ်စေအဖွဲ့ဝင်နိုင်ငံတွေကြားညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ဖြစ်စေမြန်ဆန်ထိရောက်တဲ့အေးအေးယူမှုတွေလုပ်ပေးဖို့ CRPH ကတိုက်တွန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာလုံထမအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခမျိုးစုံကိုကုစားပေးနိုင်ရေးနိုင်ငံတကာအတိုင်ဝန်းအနေနဲ့စာနာနားလည်မှုနဲ့လက်တွေ့ကျကျကူညီပေးမဲ့ခြေလှမ်းအဖြစ်မှတ်ယူထားပြီးနောက်ဆက်တွဲကြိုးပမ်းအားထုတ်မှုတွေအချိန်တိုအတွင်းရှိလာလိမ့်မယ်လို့ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီကမျှော်လင့်ထားပါတယ်မြန်မာနိုင်ငံမှာတရားမဝင်အာဏာလုယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့စစ်အုပ်ချုပ်ရေးအ мян ဆုံးအဆုံးသတ်စေပြီးဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ရင် တရားမျှတမှုဖော်ဆောင်နိုင်ရေးနဲ့ရက်သားအုပ်ချုပ်ရေးတရက်အမြန်ဆုံးပေါ်ပေါက်လာရေးအတွက်မှန်ကန်တဲ့ပံ့ပိုးကူညီမှုတစ်ခုလိုလဲပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါကြောင့်အကျန်းဖက်စစ်အုပ်စုရဲ့တရားမဝင်စစ်အုပ်ချုပ်ရေးနဲ့အကျန်းဖက်မှုတွေအဆုံးသတ်ပြီးမြန်မာပြည်သူတွေဒီမိုကရေစီလွတ်လပ်ခွင့်နဲ့အခြေခံအခွင့်အရေးတွေရရှိခံစားနိုင်ရေးအတွက် နိုင်ငံရေးအရာစီးပွားရေးအရာအရေးယူတန်ခတ်ပိတ်ဆို့မှုတွေတိုးမြင့်ချမှတ်ပေးဖို့လဲနိုင်ငံတကာအတိုင်ဝန်းကိုထပ်လောင်းတောင်းဆိုထားပါတယ်။ဥပဒေမဲ့အာဏာသိမ်းယူထားပြီးမြန်မာပြည်သူတွေအပေါ်စိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြည်ပဆိုင်ရာအလို့သမားအဖွဲ့ကဖွဲ့စည်းပုံစီမင်းပုံမှ33နဲ့တန်ခတ်ပိတ်ဆို့အရေးယူမဲ့ဆုံးဖြတ်ချက်ကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကထောက်ခံကြိုဆိုထားပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်စစ်အုပ်စုကို ILO ရဲ့ Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရင်ပူးပေါင်းဆောင်ရွက်သူတွေကိုကျေးဇူးတင်တယ်လို့ NUG ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။အပြည်ပြည်ဆိုင်ရာအလုံသမားရေးအဖွဲ့ ILO ရဲ့ Article 33နဲ့စစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူနိုင်ရေးဆုံးဖြတ်ချက်ချမှတ်နိုင်အောင်ပူးပေါင်းဆောင်ရွက်သူတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကဒီနေ့ဇွန်လ8ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဒီဂေ33အရာအေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ဝင်းကြီးဌာနနဲ့လက်တွဲပူးပေါင်းဆောင်ရွက်တဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့သုံးဘွဲ့ဆိုင်အဖွဲ့ဝင်မြန်မာနိုင်ငံအလုံသမားတပ်ပေါင်းစုမြန်မာနိုင်ငံအလုံရှင်များအဖွဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်စေအုပ်စုရဲ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်အထားအချက်လက်များကောက်ယူစူးစီးပေးဖို့ရာမှာပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့အဝေးရောက်အေယာဝတီအသင်းမွန်ဂျီ FMV သုံးပွင့်ဆိုင်ကိုယ်စားလှယ်များညီလာခံတက်ရောက်နိုင်ရေးအပါအဝင်ဖက်ဖက်ကပံ့ပိုးကူညီပေးခဲ့တဲ့ International Trade Union Confederation ITUC International Union of Food Agriculture Hotel Restaurant Catering Tobago and Allies Worker Association IUF Building and Wood Workers International BWI နဲ့နိုင်ငံတကာအလို့သမားတမကအဖွဲ့ချုပ်များ အလုတ်ရှင်အဖွဲ့အစည်းတွေနဲ့မဲခွဲဆုံးဖြတ်ရန်မလိုအပ်အောင်မတရားမှုကိုတော်လှန်ရာမှာမြန်မာပြည်သူတွေနဲ့တသားတည်းရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့အဖွဲ့ဝင်နိုင်ငံတွေကိုမြူသားညညရဲ့အစိုးရအလုတ်သမားဝန်ကြီးဌာနအနေနဲ့အထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ NUG အနေနဲ့မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာ နိုင်ငံရေး၊စစ်ရေး၊တန်တမာရေး၊ဗန္ဓာရေး၊အုပ်ချုပ်ရေး လူမှုဆက်ဆံရေးစတဲ့တော်လန်စစ်မျက်နှာပေါင်းစုံကနေတိုက်ပွဲဝင်လျက်ရှိရာလူ့သမားဝင်ကြီးဌာနအနေနဲ့နိုင်ငံရေးနဲ့ဗန္ဒာရေးကဏ္ဍမှာအပြည်ပြည်ဆိုင်ရာအလို့သမားရေးအဖွဲ့ ILO အပါအဝင် မိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်းအသိပေးထားပါတယ် ILO ရဲ့ဖွဲ့စည်းပုံစည်းမျဉ်းအရလောက်သမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုပ်ရှင်အလုပ်သမားသုံးဖွဲ့ဆိုင်အဖွဲ့ကိုဖွဲ့စည်းပြီး ILO ရန်ရဲကတဆင့်အကြမ်းဖက်ဆဲအုပ်စုကိုအပြစ်ပေးအရေးယူရေးနဲ့မြို့သားညီညွတ်ရေးအစိုးရကိုတရားဝင်အစိုးရအဖြစ် ILO ကစတင်အတိမတ်ပြုမှုရရှိဖို့စင်တဆိုင်ကြိုးပမ်းနေတယ်လို့သိရပါတယ်။ CDM ဝန်ထမ်းတွေအပါအဝင်လုံသမားထုတရက်လုံးအပေါ်အခြေခံအခွင့်အရေးချိုးဖောက်ခံရမှုအထောက်အထားတွေပြည့်စုံစွာရရှိအောင်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့်2023ဩဂုတ်မှာ စေအုပ်စုကချက်ချင်းလိုက်နာဆောင်ရွက်ရမယ့်တိုက်တွန်းချက်များပါဝင်တဲ့ COI ရဲ့အစီရင်ခံစာကိုထုတ်ပြန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စေအုပ်စုအနေနဲ့အဲ့ဒီတိုက်တွန်းချက်တွေကိုမလိုက်နာတဲ့အပြင်ပုံမှုဆိုးရွားတဲ့ချိုးဖောက်မှုတွေဆက်လုပ်နေကြောင်းတပ်တွေအထောက်အထားအချက်လက်တွေအထူးသဖြင့်စစ်တပ်ရဲ့အရမစစ်သားစုဆောင်မှုအယက်သားပြည်သူတွေအပေါ်နေစဉ်ဘုံကျဲတပ်ဖြတ်မှုဖမ်းဆီးတပ်ဖြတ်မှုတပ်တွေအထောက်အထားတွေကိုသုံးပွင့်ဆိုင်အဖွဲ့အနေနဲ့ ILO ထံအစင်မပြတ်အစီရင်ခံတင်ပြခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီတက်တဲ့အချက်လက်တွေဟာဆေးအုပ်စုကိုအေးအေးယူရေးဆုံးဖြတ်ချက်ချမှတ်ရမှာအထောက်အကူဖြစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။ ILO က Article 33အရအေးအေးယူမှုဆုံးဖြတ်ချက်မှာအဓိကအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပြန်လည်တုံ့တက်ဖို့ ပြည်သူအပေါ်အခြေခံခွင့်ရချိုးဖောက်မှုနဲ့ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမဲ့စစ်ကောင်စီထံလေရင်စီစစ်လက်နက်ပစ္စည်းငွေကြေးစည်းစိမ်မှုတွေမပြုလုပ်ဖို့စတဲ့စစ်အုပ်စုအပေါ်ဓာတ်ရိုက်ပိတ်မှတ်ထားတဲ့တန်ခတ်အရေးယူမှုတွေလည်းပါဝင်တယ်လို့သိရပါဗျ။ဒီဆုံးဖြတ်ချက်ဟာနိုင်ငံရေးနဲ့ဗန္ဒာရေးစစ်မျက်နှာမှာစစ်အုပ်စုကိုထိခိုက်စေမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးအတွက်အကျိုးသက်ရောက်စေမှာဖြစ်တာကြောင့်ပြည်သူတွေရဲ့အောင်ပွဲတရက်လို့မြို့သားညီညွတ်ရဲ့အစိုးရ NUG ကထုတ်ပြန်ထားပါဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ဒေါန်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အတွက်အလူရှင်တဦးကကြက်သိန်း800လူတန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အတွက်အလူရှင်တဦးကကြက်သိန်း800လူတန်းခဲ့တယ်လို့မြို့သားညညရဲ့အဆိုအရကျန်းမာရေးဝန်ကြီးဌာနကဒီနေ့ဇွန်လ10ရက်မှာထုတ်ပြန်ပါတယ်။ဇွန်လ19ရက်မှာပြည်မြောက်မဲ့ဒေါန်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် အလူရှင်ဖိုးအန်ကူဘိုမားက Spring Crowd Fan နွေဦးလူတို့ရမောင်ငွေကတဆင့် NUG ကျမ်းမာရေးဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ Safe Hospital Safe Healthcare Campaign ကို7320 Project the Week Campaign ကို7380စုစုပေါင်းမြန်မာငွေ7800လှူဒန်းခဲ့တာလို့ဆိုပါတယ်အခုလိုအမေစုမွေးနေ့အမှတ်တရအဖြစ်မြန်မာငွေ7800တိတိကို ယုံကြည်ရယောစွာပါဝင်အားဖြည့်ပေးတဲ့အတွက်ဂျေဇူးအများကြီးတင်ပါတယ်လို့နွေဦးလူလူရမုံငွေအဖွဲ့ကလည်းအသိပေးထားပါတယ်။အလှရှင်ဖိုးအန့်ကူဘိုမဟာမတ်လ28ရက်ကနေဧပြီလ17အတွင်းပြုလုပ်ခဲ့တဲ့မြင်းကလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာလဲစာနာရရောစွာနဲ့ကြက်သိန်းတရာတိတိပါဝင်အားဖြည့်ပေးခဲ့သူလို့သိရပါဗျခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ